ကတည်းကစက်တလာနောင်းနေစံငါ 3D ကိုဒီပြပြစာရှိတဲ့ပြီးတော့အရေးကြီးတဲ့အရာတွေရှိတယ်ပေါ့နော်ကဲကျွန်တော်တို့အခုဒီမှာကျွန်တော်တို့ဇာမဲတရက်စရာနောင်း25 3D ကိုဒီမှာနှစ်ထိပ်တွေဖန်ထားပြီးတယ်ပေါ့နော်အဲ့ဒါဘာကြောလဲဆိုတော့အင်မန်ထူးခြားတဲ့အရာပေါ့၈က၈လို့လာတယ်၆က၆လို့လာတယ်၂က၂လို့လာမယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဒီမှာ ရှစ်ကိုတပင်ချပြီးရှစ်ခါရိုက်ထားတယ်ရှစ်ရှစ်ခါကိုတပင်ချပြီးရှစ်နောက်ပဲရိုက်တယ်ပေါ့နော်အဲအဲ့ဒီပုံစံမျိုးလေးတွေကြောင့်ကျွန်တော်တို့ကဒီ4 6 8ကို8 6 6 6က8အဲ့တော့4ကို8ဖြစ်အောင်2 2ဒီမှာထည့်တဲ့အခါကျ4 2 2က8ပေါ့ ပြီးတော့ဒီမှာကျွန်တော်ဒီဘက်အတွက်ကျွန်တော်ရှာဖွေထားတဲ့ site မူတွေရှိတယ်ရောဒီမူတွေပြမယ်ဆိုရင်တော့အများကြီးပေါ့နော်အဲ့အများကြီးကိုမပြတော့ကျွန်တော်တို့တောက်လျှောက်ရလာခဲ့တဲ့အရာတွေမှာဒီမှာဆိုရင်8369 8369အဲ့ဒီ8369လေးကိုလိုက်ကြည့်တဲ့သူတွေမှတ်ထားပါနော်8369အဲ့ဒီ7369 6 7369ကို ျွန်တော်တို့ဒီမှာဘယ်နေရာကြည့်မလဲဆိုတော့8 369ဆိုတဲ့နေရာမှာအဲ့8ကိုဒီနေရာမှာ8လို့ရေးမယ်ပေါ့ပြီးတော့3ကိုကြာတော့ဒီနေရာမှာ3လို့ရေးမယ်ပေါ့6ကိုကြာတော့ဒီနေရာမှာ6လို့ရေးမယ်ပေါ့9ကိုကြာတော့ဒီနေရာမှာ9လို့ရေးမယ်ပေါ့နော်ဒါဆို8 369အဲ့တော့8နဲ့ပြီးမှကတ်နေတာက8 6 အဲ့ဒီ6ကဒီနေရာမှာ6လို့ရိုက်တယ်ပေါ့နော်အဲ့6ပြီးတော့ဒီမှာကထရတာက3ကအဲ့ဒီ3ကလည်းဒီမှာ3ကပေါ့အဲ့3ကအောက်မှာရှိတာဒီမှာ6 4အဲ့ဒီ6 4ကလည်းဒီမှာ6 4ပေါ့အဲ့6 4အောက်မှာရှိတာက9ခွန်အဲ့ဒီ9ခွန်ကဒီမှာ9ခွန်ဒီလိုမျိုးတွဲလုံးနေသွားခဲ့တယ်ပေါ့နော် ကဲသွားခဲ့တယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့တောက်လျှောက်ဒီ696ဒီဘယ်လိုပုံစံမျိုးကစားရဲဆိုတာလေးကိုပြပေးမယ်ပေါ့ဒီမှာဆိုလို့ရှိရင်4 3 8ကသုံးမောင်းရင်5ပေါ့အဲ့ဒီ4 3 8သုံးမောင်းရင်5ကိုဒီမှာ9ရဲ့9ရဲ့3ရဲ့ပေါ့သုံးမောင်းရင်5လို့ရိုက်တာနော်ပြန်ကြည့်မယ်ဗျာ4 3 8သုံးမောင်းရင်5ကို 9ရယ်9ရယ်3ရယ်ကိုတော်လုံးပေါင်းရယ်9လို့3ထိပ်ကိုရိုက်ပြီးွားတဲ့အခါကျမှ3ထိပ်ရပြီနော်အဲ့မှာ2 9 8တော်လုံးပေါင်းရယ်9ကို9ခါနဲ့သွားတာအဲ့ဒီ9ခါနဲ့သွားလိုက်တဲ့အဲ့ဒီ9ခါနေရာမှာပဲထပ်ပြီးတော့နောက်ထပ်3ထိပ်ကိုဘာနဲ့ပြန်ထောက်လဲဆိုတဲ့အခါကျတော့သူက2ရယ်9ရယ်9ရယ်တော်လုံးပေါင်းရယ်2ကို ဒီမှာရှိနေတဲ့ဒီနှစ်နဲ့ဒီခွန်နဲ့ဒီသုံးနဲ့သုံးလုံးပေါင်းရင်နှစ်ဆိုပြီးတော့သုံးထိတ်လို့ကထပ်ပေးတယ်နော်ခုနကတော့၄၃၈သုံးလုံးပေါင်းရင်၅ကို၅ခွန်သုံးနဲ့၅လို့ရိုက်တဲ့အချိန်မှာတဲ့နှစ်၅၅သုံးလုံးပေါင်းရင်နှစ်ကိုလည်းနှစ်ခွန်သုံး၅သုံးလုံးပေါင်းရင်နှစ်ဆိုပြီးတော့အဲ့လိုသုံးထိတ်တစ်လုံးကိုအခိုင်အမာယူလိုက်ပြီးတဲ့ခိုင်ခိုင်အမာယူလိုက်ပြီးတော့ခါကိုကြတော့၂၅၈သုံးလုံးပေါင်းရင်၅ကို ငါးခါလို့ပို့လိုက်တာเนาะအဲ့ငါးခါလို့ပို့လိုက်တာအဲ့တော့ပို့လိုက်တဲ့အချိန်မှာနောက်မှာနောက်ပိတ်ဆိုင်လေးတစ်ခုကိုပြပေးမယ်အလှမ်းနဲ့ဝေးနေတော့เนาะအဲ့တော့၃ငါးအတွက်ထွက်သွားတယ်ပေါ့အဲ့ဒီ၃ငါးအတွက်တို့ထွက်သွားတဲ့အချိန်မှာနောက်ဒုတိယအချိန်မှာ2ရယ်8ရယ်8ရယ်၃လုံးပေါင်းရင်8ကို6ရယ်6ရယ်ကို8ဖြစ်အောင်6ထိတ်လို့ထည့်လိုက်တဲ့အချိန်မှာပဲ တူရခနရခဒီ299ရဲ့အောက်မှာ966ကိုတော်လုံးပေါင်းရင်ခွန်လို့ရိုက်လိုက်ပြီးတော့အဲ့ဒီ966တော်လုံးပေါင်းရင်ကွန်ကိုဒီကနေလုကင်းနေတဲ့9ရဲ့6ရဲ့ကို71ဖြစ်နေတော့ခွန်ဖြစ်အောင်6ထိပ်ထည့်တယ်ဒီ966တော်လုံးပေါင်းရင်ခွန်ကလည်း966တော်လုံးပေါင်းရင်ခွန်လို့ထည့်တယ်ထည့်ပြီးတော့ဒီ288တော်လုံးပေါင်းရင်8ကလည်း666ကိုတော်လုံးပေါင်းရင်8ဆိုပြီးတော့6ထိပ်နဲ့ ဖြစ်လာတဲ့အခါမှာဒီနေ့98သုံးလုံးပေါင်းရင်း9ကို9ခါလို့ရိုက်လို့သူကလည်း963သုံးလုံးပေါင်းရင်း4ကို4ခါလို့ရိုက်ပြီးတော့64အတွဲနဲ့646ထွက်တယ်။နောက်တတိယအချိန်လာပြီ။အဲ့တော့ဒီနေ့88သုံးလုံးပေါင်းရင်း8ကို666လို့သုံးလုံးပေါင်းရင်း8လို့ဖြစ်သွားပြီးတဲ့အခါမှာ983သုံးလုံးပေါင်းရင်း6ကို သူကလည်းဒီမှာလာပြီးတော့9ရယ်2ရယ်9ရယ်ကိုတိုးလုံးပေါင်းရင်6ဆိုပြီးတော့9ထိတ်လို့ရိုက်လိုက်တဲ့အချိန်မှာဒီ9 66တိုးလုံးပေါင်းရင်ခွန်ရဲ့အောက်က6 9 6တိုးလုံးပေါင်းရင်ခွန်ကိုလည်း6ရယ်2ရယ်9ရယ်ကိုတိုးလုံးပေါင်းရင်ခွန်ဆိုပြီးတော့9ထိတ်ကိုထပ်ပြီးတော့ချပေးတယ်နော်အဲ့လိုချပေးပြီးတဲ့အခါမှာ9 63တိုးလုံးပေါင်းရင်6ကို၄ခါပို့ပြီးသွားတဲ့အခါကျတော့ 6 6ဒေါ်လာမောင်းရင်ခွန်ကိုခွန်ခါဆိုပြီးတော့9ခွန်ကိုဖြစ်သွားတယ်ပေါ့နော်။နောက်စရုပ်ဓာတ်အခြေဒီ9 7 3လုံးပေါင်းရင်6ကို9 2 9 6ကို6လို့ပြီးသွားတဲ့အချိန်မှာဒီ6 3 6 3လုံးပေါင်းရင်9ကိုလေသူက4ရဲ့9ရဲ့6ရဲ့ကို3လုံးပေါင်းရင်9လို့ဒီမျိုးပို့လိုက်တယ်ပေါ့အဲ့လိုပို့တဲ့အချိန်မှာလေ ခုနက656သုံးလုံးပေါင်းရင်ခွန်ရဲ့အောက်က948သုံးလုံးပေါင်းရင်8ကို948သုံးလုံးပေါင်းရင်ခွန်ကိုလည်း6 9ရဲ့6ရဲ့ကိုသုံးလုံးပေါင်းရင်ခွန်636သုံးလုံးပေါင်းရင်9ကို456ကသုံးလုံးပေါင်းရင်9လို့ရိုက်တယ်လို့948သုံးလုံးပေါင်းရင်ခွန်ကိုလည်း656ကသုံးလုံးပေါင်းရင်ခွန်လို့ သူကရိုက်လိုက်တော့6တိရပါပြီဒါဆိုလို့ရှိရင်ခုနကပြောလိုက်တဲ့65 6သုံးလုံးပေါင်းရင်ခွန်ကိုခွန်ကားလို့ပို့တဲ့အချိန်မှာ649သုံးလုံးပေါင်းရင်9ကိုလည်း9ကားလို့ပို့ပြီးတော့69အတွဲလို့သူကပို့ချလိုက်တယ်နော်ကဲအဲ့တော့အခုဒီမှာနာပြီနော်636သုံးလုံးပေါင်းရင်အောက်ရဲ့9မှာ969သုံးလုံးပေါင်းရင်3ညလို့ပို့တယ်ဟိုကျွန်တော်က ခွန်နဲ့တင့်နဲ့သုံးပေါင်းရင်းတုံညလို့ဘာကြောက်ကျွန်တော်ကမထည့်ပဲနဲ့ခွန်နဲ့နဲ့လို့ကျွန်တော်ထည့်လဲဆိုတော့ကျွန်တော်ဒီခွန်နဲ့နဲ့ပေါင်းကိန်းတွေကိုကျွန်တော်မထည့်တော့ဘူးဘာကြောက်မထည့်လဲဆိုရင်ဒီမာဒီမာက9 6ကိုသုံးပေါင်းရင်းတုံညကိုခွန်နဲ့ကိုတုံညဖြစ်အောင်တစ်ထည့်မယ်ဆိုလို့ရှိရင်နော်ဒီမှာက4ခွန်6တိုးလုံးပေါင်းရင်းခွန်ကို8ရဲ့2ရဲ့ကိုခွန်ဖြစ်အောင် ခွန်ထည့်ရမှာဆိုတဲ့ခါကျတော့တခုကတစ်တခုကခွန်ဖြစ်သွားခါကျတော့အဲ့ဒီတစ်နဲ့ခွန်နဲ့ဂျားမှာလုတ်ကင်းနေတယ်ကျွန်တော်နှစ်တလုံးကိုထည့်တယ်။ဘာကြောင့်ထည့်လဲဆိုတာလေးကိုထပ်ပြီးတော့ပြောပြမယ်ပေါ့နော်။အဲ့လိုနှစ်ကိုထည့်တာကဘာကြောင့်လဲဆိုလို့ရှိရင်ခုနကပြောခဲ့လိုက်တဲ့ဒီမှာရှစ်ကိုတပင်ချားမှာရှစ်ဒီရှစ်ကိုလည်းတပင်ချားမှာရှစ်လို့ရိုက်လိုက်တဲ့အခါမှာအဲ့ဒီရှစ်တွေကိုပဲ၄၆ရှစ်ကိုတော်လုံးပေါင်းရင်ရှစ် 666ကလည်းသုံးလုံးပေါင်းရင်8အဲ့တော့4 4နဲ့2နဲ့8နဲ့ခါကျတော့8ဖြစ်အောင်ကျွန်တော်တို့နှစ်ထက်တဲ့တင့်ထက်လိုက်ပြီဆိုတာနဲ့သူကလှလှပပလေးတွေနဲ့မဖြစ်ဘူးတဲ့အရာလေးတွေမှာ8ကို8 6ကို6 2ကို2လို့တဲ့လာပြီးစုံစည်းတဲ့အခါမှာနောက်ထပ် site တစ်ခုထပ်ပြပေးမယ်ဒီမှာဆိုလို့ရှိရင်ခွန်3 3 1လို့ခဏလေးလုံးသူတန်းထားတယ်ပေါ့ အဲ့တော့ဒီခွန်သုံးရသုံးရတစ်ဆိုတဲ့ဒီကဏ္ဍလေးလုံးတန်းတဲ့ပုံစံလေးကိုမပြခင်မှာကျွန်တော်ဒီမှာအရင်ဆုံးပြပေးမှာကခွန်၈၉၂၂6လို့ကဏ္ဍ6လုံးတော့ပြရိုက်ထားတယ်နော်ခွန်၈၉၂၂6ခုဒီလိုက်ကြည့်တဲ့သူတွေကဒါကို share ပါနော်အဂရုတွေထဲကိုလည်း share ထည့်လို့ရတယ်မိမိရှိကိုလည်း share ပါနော်ခွန်၈၉၂၂6လို့သူ ရိုက်တယ်ပေါ့ အဲ့ဒီခွန်ရှစ်ကိုနဲ့နဲ့6ကိုဒီမှာခွန်ရှစ်ကိုနဲ့နဲ့6လို့ဒီလိုတန်းကြသွားတယ်ပေါ့နော်အဲ့တော့ဒီခွန်3ည3ည1ဥစ္စာလေးတွေကိုပြပြမှာကျွန်တော်ဗာပြပေးဦးမယ်ဆိုတော့ကာပါကိုပြပေးဦးမယ်ဆိုတော့ဒီနောက်တစ်ခုပြပေးခြင်းနဲ့အရာဝတ္ထုတစ်ခုကပေါ့နော် ျွန်တော်တို့ဒီမှာဆိုလို့ရှိရင်9801အဲ့တော့9801လို့ဒီမှာဒီကဏန်းလေးလုံးတန်းသွားတာပေါ့နော်အဲ့ဒီ9801လို့ကဏန်းလေးလုံးတန်းသွားတာကသူကဒီ9ကိုတဲ့ဒီမှာရှိနေတဲ့ဒီ3နဲ့ဒီက2နဲ့ကိုနှလုံးပေါင်းရင်9လို့ဖမ်းရိုက်ပလိုက်တာနော်ပြီးတော့ဒီမှာရှိနေတဲ့ဒီ၈ဒီ၈ကိုလည်းဒီမှာရှိတဲ့6နဲ့ဒီက2နဲ့ကိုနှလုံးပေါင်းရင်8လို့ဖမ်းပြီးရိုက်သွားတာ ြီးတော့ဒီမှာခွန်အဲ့ဒီခွန်ကိုလေဒီမှာရှိနေဒီတက်နဲ့ဒီက6နဲ့ကိုနှလုံးပေါင်းရင်ခွန်လို့တန်းသွားတာအဲ့တော့ခွန်ပြီးတော့ဒီမှာတက်အဲ့တက်ကိုလေဒီမှာရှိတဲ့ခွန်နဲ့ဒီက6နဲ့ကိုတက်လို့ဒီမျိုးသွားတာနော်6ချိန်ဆက်တိုက်ကွာ9 8ခွန်တက်ကိုဖြေချပေးထားတာနော်အဲ့လို site တွေပြမယ်အများကြီးအများကြီးရှိတယ်ပေါ့နော်နောက်ထပ် site တွေကလည်းပါလဲဆိုလို့ရှိရင်ဒီမှာ3826 အဲ့ဒီ3ရှင်း6ကိုဘယ်လိုဖြေခဲ့လဲဆိုတော့ဒီ3ကိုတဲ့ခွန်ရဲ့6ရဲ့ကိုနှလုံးပေါင်းရင်3လို့ရက်ပြီးတော့အဲ့ဒီ3နဲ့3ညာနဲ့နှလုံးပေါင်းရင်ပြန်3တယ်ပြီးတော့ဒီ8ကိုတဲ့8နဲ့3ညာနဲ့နှလုံးပေါင်းရင်8လို့ရက်ပြီးတော့3နဲ့9နဲ့နှလုံးပေါင်းရင်ပြန်8ပြီးတော့ဒီမှာ2အဲ့ဒီ2ကိုလည်းတဲ့9နဲ့3နဲ့နှလုံးပေါင်းရင်2လို့ရက်ပြီးတော့3နဲ့9နဲ့နှလုံးပေါင်းရင်ပြန်2တယ် ပြီးတော့ဒီ6အဲ့ဒီ6ကို2နဲ့4နဲ့ကိုနှလုံးပေါင်းရင်6လို့ရိုက်ပြီးတော့2နဲ့4နဲ့ကိုနှလုံးပေါင်းရင်6လို့ပြန်ရိုက်တာပေါ့နော်ကဲအဲ့လိုရိုက်တဲ့ခါကျတော့အဲ့ဒါကိုဒါဆိုရင်ဒီမှာ9ခွန်3ည3ညကိုကျွန်တော်ဖြေချပေးမယ်နော်အဲ့တော့9ခွန်3ည3ညကဒီ9ကိုတဲ့6ရယ်3ရယ်6ရယ်ကိုတော်လုံးပေါင်းရင်9တဲ့ ခွန်ကြတော့နေ့ရဲ့6ရဲ့9ရဲ့ကိုတော်လုံးပေါင်းရင်ခွန်နောက်က3ညကိုကြတော့9ရဲ့9ရဲ့6ရဲ့ကိုတော်လုံးပေါင်းရင်3ညနောက်စရုပ်ဓာတ်ကြီးမှာဖြစ်တဲ့3ညကိုနေ့ရဲ့6ရဲ့2ရဲ့ကိုတော်လုံးပေါင်းရင်3ညဒါဆိုရင်တော်လုံးပေါင်းရင်ငါတော်လုံးပေါင်းရင်ခွန်တော်လုံးပေါင်းရင်3ညတော်လုံးပေါင်းရင်3ညငါခွန်3ည3ညကအဲ့ဒါကိုငါခွန်3ည3ညဒီမျိုးကျွန်တော်တို့ဖြေရတာနော် ကဲဖြေတယ်ဆိုတော့ခုနကတော့ကျွန်တော်ဒီမှာပြပေးခဲ့လိုက်တယ်ဒီ၈ကြောက်အတွက်၃ငါးအတွက်၆လေးအတွက်၉ခွန်အတွက်၆ခုအတွဲတွေကိုသူကဘာတွေနဲ့များချိတ်ဆက်ပေးခဲ့လဲဆိုတော့ခုနကကျွန်တော်ဒီမှာရှင်းပြခဲ့တဲ့ခွန်၈၉၂၂၆ဆိုတဲ့ကဏ္ဍ၆လုံးတိတိကြာသွားတဲ့ခွန်၈၉၂၂၆ရေဆိုဒီမျိုးဖြစ်ခဲ့တယ်အဲ့ဒီခွန်၈၉၂၂၆ရဲ့ဘေးမှာတဲ့ 4689ဆိုတဲ့ကဏ္ဍ၅လုံးထောင်ထားတယ်နော်မှတ်ထားကြည့်လိုက်ပါ4689လိုက်ကြည့်တဲ့သူတွေစက်ပြီးပြန်မှတ်မယ်တတိယကျိန်ပြန်ခေါ်ပေးမယ်4689နော်နောက်ကစရုပ်တကျိန်ပြန်ခေါ်ပေးမယ်နော်4689ဟုတ်ပြီနော်အဲ့ဒီ4689 689ကိုတဲ့ပထမဦးဆုံးရိုက်ခဲ့တဲ့4အဲ့ဒီ4ကိုတဲ့ 4ရက်5ရက်5ရက်ကိုတော်လုံးပေါင်းရင်4ဆိုပြီးတော့9နောက်ပိတ်နဲ့ဒီက66တွဲနဲ့65လို့ထွက်တယ်။နောက်ဒုတိယ4ဒုတိယ4ကိုလည်း2ရက်6ရက်6ရက်ကိုတော်လုံးပေါင်းရင်4ဆိုပြီးတော့35တွဲကို6နောက်ပိတ်နဲ့ထွက်တယ်။4 4 689ဆိုတော့6ခလဲရောက်လာပြီ။အဲ့6ကို9ရက်5ရက်6ရက်ကိုတော်လုံးပေါင်းရင်6ဆိုပြီးတော့6 4တွဲကို6နောက်ပိတ်နဲ့6 4 6ထွက်တယ်။ ချောပြီးတော့ရှစ်အလှဲ့ရောက်လာပြီရှစ်ကိုလည်း6ရယ်4ရယ်8ရယ်ကိုသုံးလုံးပေါင်းရင်ရှစ်ဆိုပြီးတော့6ခွန်တွဲနဲ့6ခွန်ရှစ်ထွက်ခဲ့တယ်4 6ဆိုတော့ပြေစမမျိုးမှာ6ကြတဲ့ခါကျတော့6ရယ်ခွန်ရယ်6ရယ်ကိုသုံးလုံးပေါင်းရင်6ဆိုပြီးတော့6 6အတွဲကို6 6 6လို့ထွက်သွားတယ်နော်အဲ့တော့ဒီ6 6 6ခုနကကတော့ဒီမှာထေစီဘက်ထေစီဘိုင်းတွေကိုကျွန်တော်ပြပေးခဲ့တာက 636သုံးလုံးပေါင်းရင်း9ကို656ကသုံးလုံးပေါင်းရင်9နော်နောက်က948သုံးလုံးပေါင်းရင်းခွန်ကိုလည်း656ကသုံးလုံးပေါင်းရင်းခွန်ဆို6တိရိုက်တဲ့အခါမှာ649သုံးလုံးပေါင်းရင်း9ကို6ခါလို့ရိုက်လိုက်ပြီးတော့ခုနက4468ဆိုတဲ့ပစ္စမမြောက်စိုက်မှာဖြစ်တဲ့96ရေခွန်ရေ6ရေကိုသုံးလုံးပေါင်းရင်း9ဆိုပြီးတော့ဒီလိုမျိုးရိုက်သွားတာနော် ရှိုက်သွားတဲ့အခါကျတော့ဒါဆိုရင်ကျွန်တော်ကအဲ့တိုင်အဲ့ဒါမှငါးချီဆက်တဲ့အောင်မြင်မှုတွေပြီးသွားတဲ့အခါမှာဒီဘက်မှာကျွန်တော်ကအဲ့ဒီ site တွေကနေရှောင်ကွင်းပြီးတော့နှစ်ထိပ်လို့ကျွန်တော်ဖမ်းလိုက်ပြီအဲ့ဒီနှစ်ထိပ်လို့ဖမ်းလိုက်တဲ့အချိန်မှာဒီမှာ now page site တစ်ခုကိုကျွန်တော်ပြမယ်အဲ့တော့9939ရဲ့ now မှာတဲ့ခွန်3 3တစ်ဆိုပြီးတော့ဒီမှာနောက်တာတစ်တလုံးတိုးလာတာရှိတယ်เนาะ ဲ့တော့ तू ကဘယ်လိုသွားမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီငါးကိုတဲ့6ရယ်3ရယ်6ရယ်ကိုတိုးလုံးပေါင်းရင်636ကတိုးလုံးပေါင်းရင်9လို့ तू ရိုက်တာเนาะဒီငါးကို636ကတိုးလုံးပေါင်းရင်9လို့ရိုက်တဲ့အချိန်မှာတဲ့ဒီခွန်ကိုတဲ့ ဒီဘက်ကနေပြီးဒီက6ထိပ်ရပြီเนาะ6 3 6 5လို့ရိုက်ရှင်မှာဒီမှာခွန်ကိုတဲ့9 6 6ကတော်လုံးပေါင်းကြီးခွန်ဆိုပြီးတော့6ထိပ်6အပိန်းနဲ့ရိုက်ပြီเนาะဒုတိယအချိန်မှာဒီမှာခွန်လှည့်ရောက်လာပြီအဲ့ဒီခွန်ကိုတဲ့นี่แหละ6เย9เยကိုโตโลมောင်ยินคွန်ဆိုပြီးတော့9ထိတ်9ထိတ်လို့ရိုက်လိုက်တဲ့အချိန်မှာတဲ့ဒီမှာရှိနေတဲ့ဒီဒီ3ညကိုเนาะအဲ့ဒီ3ညကို 6ရယ်6ရယ်8ရယ်ကိုတိုးလုံးပေါင်းရင်3ညဆိုပြီးတော့8နောက်ပိတ်နဲ့6ထိပ်8ပိတ်လို့ရိုက်တာဒါဆိုရင်ဒီမှာရှိနောက်တစ်ခါ3ညပေါ့9ပြီးတော့ခွန်ခွန်ပြီးတော့3ညဆိုတော့အဲ့ဒီ3ညကိုတဲ့နော်ဒီဘက်မှာ9ရယ်9ရယ်6ရယ်ကိုတိုးလုံးပေါင်းရင်3ညလို့ရိုက်လိုက်တဲ့အချိန်မှာတဲ့ဒီဘက်ကလည်းတဲ့ဒီ3ညကိုတဲ့ 6ရယ်8ရယ်6ရယ်ကိုသုံးလုံးပေါင်းရင်3ရဆိုပြီးတော့6နောက်ပဲရတဲ့ခါမှာ6ထိပ်6ပဲရပြီဒါဆိုရင်ဒီမှာစရုပ်ရချင်းဒီ3ရကိုတဲ့လမ်းမရှင်းလို့အဲ့တော့စရုပ်ရချင်းပြည့်ဒီ3ရကို2ရယ်6ရယ်2ရယ်ကိုသုံးလုံးပေါင်းရင်3ရလို့ရိုက်တဲ့အချိန်မှာတဲ့2ထိပ်ဖြစ်သွားပြီเนาะအဲ့တော့ဒီမှာစရုပ်ရချင်းဖြစ်တဲ့1ဆိုတဲ့ဂဏန်းကိုလည်း ရှိရ6ရေကိုတစ်ဖြစ်အောင်ဒီမှာခွန်နောက်ပိတ်လို့ထည့်မယ်နော်ထည့်တဲ့အခါကျနှစ်ထိတ်ခွန်ပိတ်လို့တွေ့လာမယ်တွေ့လာမယ်ဆိုတဲ့အခါကျတော့9ခွန်3ည3ညကိုတော်လုံးပေါင်းရင်9တော်လုံးပေါင်းရင်ခွန်တော်လုံးပေါင်းရင်3ညတော်လုံးပေါင်းရင်3ညဒါ9ခွန်3ည3ညနောက်တစ်ခါခွန်3ည3ည1ဆိုတဲ့လီလေးပင်စိုက်ကို တော်လုံးမောင်းရင်ခွန်တော်လုံးမောင်းရင်၃ညတော်လုံးမောင်းရင်၃ညတော်လုံးမောင်းရင်၁ဆိုပြီးတော့ခွန်၃ည၃ည၁ဆိုပြီးတော့ခွန်တော့ပိတ်နေအခုလာမယ့်၁ရက်၁၇လ95 3D မှာနှစ်ထိတ်ခွန်အပိတ်ကိုဖမ်းထားတယ်ပေါ့နော်အဲ့လိုဖမ်းထားတယ်ပေါ့နော်အဲ့တော့ဒီမှာနှစ်ထိတ်ခွန်အပိတ်ကိုရရဆိုလို့ရှိရင်ကိုမအလဲမှာ CD CD ကြီးဆွဲလိုက်ပြီးတော့ ဖိုးမယ်ဆိုရင်ဆယ်ကွက်ထိုးရမယ်ဒါပေမဲ့တဲ့နောက်ထပ်တကယ်လို့များအဲ့ဒီခွန်ပိတ်မဟုတ်ခဲ့ရင်နောက်ထပ်အပိတ်တလုံးရှိတာကခုနကကျွန်တော်ပြောခဲ့တဲ့ဒီမှာပေါ့နော်ခွန်8 9 6ဆိုတော့ကဏန်းက6လုံးကစားရတယ်အဲ့ဒီခွန်8 9 6ကိုခွန်8 9 6လို့ကစားတဲ့ခါကျတော့ ဒီဘက်မှာရှိနေတဲ့4 4 6 8ကို6 6ဆိုပြီးတော့6လုံးဖြည့်မယ်ပေါ့နော်4 4 6 8 6 9ကို4 4 6 8 9ကို4 4 6 8 9ကိုလို့လုတ်ခဲ့မယ်ဆိုရင်နှစ်နောက်ပိတ်နဲ့နှစ်ထိတ်နှစ်ပိတ်ရယ်နှစ်ထိတ်ခွန်ပိတ်ရယ်ကိုကနန်းအခွာတော့နော်ထိတ်အပိတ်နှစ်ကွက်ဖြစ်လာမယ်နှစ်ထိတ်နဲ့နှစ်ပိတ်နှစ်ထိတ်နဲ့ခွန်ပိတ် အလဲမှာ CD ဆွဲမဲ့ဆိုရင်အကွက်နဲ့ပေါ့နော်ကဲအားဒါလေးတွေပါအခုဒီ like ကို ကြည့်မိတဲ့သူတွေကလည်းအများသိအောင် share မယ်ဆိုရင် share လို့ရတယ်နော်ကဲတနည်းတွေဒီတဲ့အများကြီးရှိသေးတယ်ကြဒီထဲမှာအမှုစိတ်လေးတွေပြမယ်ဆိုရင်ရသေးတယ်ရတဲ့ကဒါမှအချိန်တွေကခြေသမားတွေတွေ့တဲ့ဖုံးပြီးဒီကိုမဆိုးလို့တကယ်လိုအပ်ချက်ဖြစ်တဲ့ထိတ်ဆိုင်အပိတ်ဆိုင်လေးတွေကိုခုလက်ရှိကျွန်တော်ပြသွားပြီးရောနော်အပြောသွားပြီးဆိုတော့ကဲအားလုံးကိုကုလတ်သွားလို့ပြောရင် 你老吧呗，别。